ီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကဖြစ်သွားတဲ့ဟောင်ကောင်မှာမီးလောင်မှုကဟောင်ကောင်တနိုင်ငံလုံးရဲ့မီးလောင်မှုအကြီးမားဆုံးစာရင်းထဲမှာဒုတိယနေရာဝင်သွားတာဘလောက်တောင်လောင်သွားသလဲဆိုရင်ဒီအဆောက်အအုံရှစ်ခုရှိတဲ့ဒီလူနေတဲ့ residence တစ်ခုပေါ့နော်သူ့နာမည်က Honfuck account လို့ခေါ်ရပေါ့နော်။ရှစ်ခုမှာခုနှစ်ခုလုံးပြက်စီသွားပြီ။တစ်ခုပဲ account တိုင်းကျန်ခဲ့တယ်။အဲ့ဒါတောင်မှလေချောင်းမတင်လို့ဒီတိုက်ကဘယ်လိုလုပ်ပြီးမီးဆလောင်ရလဲဆိုတော့ renovation လုပ်တဲ့အချိန်မှာမီးဆလောင်တာ။အစကဒီတိုက်မှာလူပေါင်း၄000ကျော်နေကြတာ။တက်ကြီးရွယ်အိုတွေပုံများတယ်။တာမန်လူဒန်းစားတွေပေါ့နော်။အဲ့လိုနဲ့ဒီ ဒီ construction company တခုကနေဒီတိုက်ကြို renovation လုပ်မယ်ပြန်လည်ပြုပြင် moment မယ်ပြင်စင်စာရှေ့ပြင်မယ်ဆိုပြီးတော့လုတ်တော့သူတို့တွေကဈေးပေါ်တဲ့ဒီအစိမ်းအောင်အကာကြီးတွေနဲ့ပြီးတော့ဝလုံးတွေနဲ့အဲ့လိုမျိုးအတုံးပြုခဲ့ကြတယ်။ဒါဆိုဝလုံးနဲ့ဒီအစိမ်းအောင်အကာတွေကိုဘာလို့ကာတာလဲဆိုတော့အဆောက်အုံထဲမှာ construction လုပ်တဲ့ချိန်မှာအောက်တွေကိုဖုံနေပြုတ်ကြမှာဆိုလို့အဲ့လိုကာကြတယ်။ဒါလူတိုင်းသိရဲ့တိုက်ဆောက်တဲ့လူတိုင်းအဲ့လိုမျိုးတွေကာပြီးတော့ဆောက်ကြတာပေါ့နော်။ဒါပေမဲ့ပထမအ우ဆုံးစလောင်တဲ့တနားရီအတွင်းမှာပဲလူက44ယောက်အထိတိရွာခဲ့ပြီ။ ခုနောက်ဆုံးတရင်ရဆိုလူအယောက်120ကျော်တိတ်ဆုံးသွားပြီဖြစ်ပြီးတော့မှလူအယောက်200ကျော်ကဒီတိုက်နေတယ်မှာဘယ်နှမှာပိတ်မိပြီဘယ်နှမှာတင်နေမှမသိပဲနဲ့ပျောက်ဆုံးနေစေပဲအလူအတက်ဒီအများကြီး ရာနဲ့ချီပြီးသိသွားတာဖြစ်တယ်လို့လူအများကြီးရဲ့အိုးတွေအိမ်တွေအကုန်လုံးပျောက်ဆုံးသွားတယ်။ဘာကြောင့်မို့လို့လဲမီးပေါ်ဆမှုတစ်ခုတည်းကြောင့်မို့လို့ပဲဘလို့မီးပေါ်ဆခဲ့ရလဲဒီကိစ္စကြီးမဖြစ်ခင်ကတည်းကဒီအဆောက်အုံထဲမှာအလုံးလုံးနေတဲ့အလုံးတမားတွေစိတ်လိတ်တွေတောက်နေကြတာကိုလူတွေကဓာတ်ပုံတွေရိုက်ဗီဒီယိုရိုက်ပြီးတော့မှတိုင်ခဲကြတယ်။ဒါပေမဲ့ဘယ်သူမှအရေးယူဆောင်ရမှုမလုပ်ခဲ့ဘူး။ဒါပေမဲ့တကယ်ဖြစ်လာတဲ့အချိန်မှာတော့တိုက်နံပါတ်6ကနေမီးဟာစလောင်နေတဲ့ဘေးရတိုက်တွေကမြင်တာ။ မီးလောင်တဲ့အချိန်မှာလုတ်တက်ကြီးအနံ့နေရလာတယ်အပြင်ကနေမီးခိုးငွေတဲ့တကားကိုဖွင့်တဲ့တန်းနဲ့ဝင်လာတယ်တဲ့သူတို့ကအစအတိတိုက်တွေအကုန်လုံးက renovation လုပ်နေတဲ့အချိန်မှာတကားတွေကိုပိတ်ထားဘာလို့ပိတ်ထားလဲဆိုဟိုဘက်က construction worker တွေကိုယ့်ကိုမြင်မှာဆိုလို့ privacy ရသူတို့တွေအကုန်လုံးကအပြင်ကနေအဖြူရောင် get to အပြင်ဘာလဲ plastic get to အဖြူလေးတွေကိုကတ်ထားခဲ့တာအဲ့ဒီ get to အဖြူတွေကတ်ထားလို့လေဟိုဘက်တိုက်ကမီးလောင်နေဒီဘက်ကမမြင်ရအောင်အဲ့တော့ရုတ်တရက်အနံ့နေရလို့ဖွင့်ကြည့်လိုက်တဲ့အချိန်ကျမှမီးခိုးတဲ့ရုတ်တရက်အိမ်ထဲဝင်လာတယ်အမှမွန်ထူသွားတယ်တိုက်တွေတွေ အပြင်ကနေတိုက်တွေကိုမီးရှို့သလိုဖြစ်သွားတာအပြင်ကနေပုံပြီးမီးရှို့သလိုဖြစ်သွားတာတိုက်တွေကလုံးဝတနာကြီးအတွင်နာကြီးဝက်အတွင်မှာမီးတက်ကားတွေရောက်လာခဲ့ပေမဲ့လည်းမနိုင်တော့ဘူးလုံးဝဟိုမီးပုံကြီးကိုခွေးသေးပန်းနေသလိုပဲဖြစ်သွားပြီလုံးဝလူတွေအများကြီးကလည်းဘွားတွေပြက်လူတွေများကြီးအိမ်နေမရှိတော့ဘူးလူတွေများကြီးချက်ချင်းပဲနေရာတွေပြောင်းရွှေ့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ရဲတွေကဒီ construction မှာတာဝန်ရှိတဲ့ director နဲ့ manager တွေ တုံးယောက်တီတီကိုဖမ်းဆီးပလိုက်ပြီးလူကတော့အများကြီးတွေဝါခဲ့ပြီဒီကိစ္စမှာကက်သလီနာတို့အများကြီးတင်ခံစာယူရမှာပါအဲဒီမျိုးရုပ်တရက်ကြည့်လိုက်ရင်တော့ဘာမှအန္တရာယ်မရှိလို့ထင်ရပေမဲ့သူများတွေပြောနေတာကတော့ construction worker တွေရဲ့ဆေးလိပ်မီးချောင်းစဖြစ်တယ်လို့ပြောကြရပေါ့ဒါအတိအကျတော့မဟုတ်ဘူးပေါ့နော်တင်းတော့ဒါဘလို့ချောင်းစဖြစ်တယ်လို့ထင်လဲအခုလာမယ့်စနေတနင်္ဂနွေမှာကက်သလီနာကိုယ်တိုင်တင် जा ပေးမယ် digital marketing အတန်းစပါတော့မယ်အပတ်စဉ်စနေတနင်္ဂနွေတင် जा ပေးမှာဖြစ်ပြီးတော့မှ December တစ်လလုံးကိုဒီအတန်းတစ်ခုတည်းပဲတင် जा ပေးမှာပါ digital marketing တင်တန်းကိုဘယ်လိုလူတွေတက်တင်လဲပေါ့နော် digital nomad ဘဝကိုရချင်တဲ့လူတွေကိုရောက်ရနေရာတိုင်းမှာဖုံးတလုံးရှိုံနဲ့အလုပ်လုပ်နိုင်ချင်တဲ့လူတွေကိုယ့်ရဲ့ product တွေကိုယ့်ရဲ့ပစ္စည်းတွေကိုကိုယ်ပိုင် brand တွေထုတ်ပြီးတော့မှ market ဖောက်ချင်တဲ့လူတွေ Facebook ပေါ်မှာ TikTok ပေါ်မှာ paid ads ဖြစ်တဲ့ Facebook Boost Tony TikTok Boost Tony တွေကိုတင်ကြားချင်တဲ့လူတွေပြီးတော့ digital product တွေဖန်တီးပြီးတော့မှဒီ digital product တွေကိုဘယ်လိုမျိုး digital marketing နဲ့ဆင်ပြီးရောက်ရမလဲဆိုတာကိုသိချင်တဲ့လူတွေ ဒီတင်နန်းလေးကိုတက်တင်ပါတယ်အသေးစိတ်ကို messenger မှာလာရောက်မြင်မြင်နိုင်ပါပြီ